ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂေဗင်နျူဆန်ကိုဖမ်းဆီးတဲ့နယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့တဲ့နောက်ညူဆန်ကလည်းထရန့်ဟာအာနာရှင်ဖြစ်လာနေပြီလို့တောက်ပြန်ခဲ့ပါတယ်။အမေရိကန်အစိုးရကရွှေ့ပြောင်းခြေချသူတွေကိုဖြိုခင်းတဲ့အစီအမံတွေကိုအကြောင်းပြုပြီးကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျလိမြို့မှာပေါ်ပေါက်လာတဲ့စူပူဆန္ဒပြမှုတွေကိုကင်တွယ်ဖြေရှင်းတဲ့ပုံစံနဲ့ပတ်သက်ပြီးထရန့်ရဲ့ဖက်ဒရယ်အစိုးရနဲ့ညူဆန်ရဲ့ပြည်နယ်အစိုးရကြားမှာသဘောထားကွဲလွဲမှုတွေနက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်ကောင်ကအမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာနအေဂျင့်တွေဟာ Los Angeles ရဲ့ရပ်ကွက်နှစ်ခုမှာပြတ်မှတ်ထားစီးနင်းမှုတွေလှုပ်ဆောင်ခဲ့ပြီးရွှေပြောင်းအခြေချသူ40ကျော်ကိုဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီကိစ္စကိုစမ်းကြေသူတွေကဆန္ဒပြခဲ့ကြရင်ရဲကားတွေကိုမီးရှို့တော့ဆိုင်ကန်းတွေကိုလူရတာမျိုးရာဇဝတ်မှုတွေပါရောထွေးဖြစ်ပေါ်ပြီးအခြေအနေတွေရှုပ်ထွေးလာပါတယ်။အဲ့ဒီနောက်မှာတော့ Trump က New Zealand ရဲ့ California ပြည်နယ်အစိုးရဟာတရားဥပဒေစိုးမိုးမှုကိုတိတိယယမကင်တွယ်နိုင်ဘူးလို့ဝေဖန်ပြီး အမေရိကန်စစ်တပ်ရဲ့အရင်အားစုလို့တတ်မှတ်နိုင်တဲ့ပြည်내အမျိုးသားအစောက်တပ်တွေကို Los Angeles မှာဖြန့်ကျက်စေခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်မှာ Trump ဟာ News One ကိုကြော်ပြီးဓာတ်ရိုက်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စကို News One ပါဝင် American နိုင်ငံအနှံ့က Democratic Party ကိုစားပြုပြည်내အစိုးရတွေကရှုတ်ချခဲ့ပြီးအာဏာအလွဲသုံးစားပြုမှုလို့ဆွဆဲခဲ့ပါတယ်။ News One ကလည်းသူ့ရဲ့ California ပြည်내အစိုးရဟာ Trump နဲ့ Federal အစိုးရကိုတရားစွဲဆိုသွားမယ်လို့ပြောပါတယ်။ ကမ်ဒေးဗစ်မှာအနားယူပြီးပြလာတဲ့ထရန့်ကတော့ဂျွန်လ9ရက်နေ့ကသတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာနယ်ဆက်အစီအမံအကြီးအကဲတွမ်ဟိုမန်အနေနဲ့သူ့ရဲ့အစီအစဉ်တွေကိုအနောက်ရှက်ပေးနေတဲ့ညူဆန်ကိုဖမ်းဆီးတဲ့နယ်လို့ပြောကြားခဲ့ပါတယ်။သူသားဟိုမန်နေရာမှာဆိုရင်တေဇာပေါ့ညူဆန်ကိုဖမ်းမှာဖြစ်ကြောင်းအဲ့ဒီလိုလောက်တာကကောင်းတဲ့ကိစ္စလို့ထင်ကြောင်းထရန့်ကအမှတ်ချက်ပေးခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲညူဆန်ကလည်းလူမှုကွန်ရက်မီဒီယာ X မှာထရန့်ကိုပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတဟာလက်ရှိပြည်နယ်အုပ်ချုပ်ရေးမှူးတူကိုဖမ်းဆီးသင့်တယ်လို့တောင်းဆိုလိုက်ကြောင်းအမေရိကန်သမိုင်းမှာဘယ်တော့မှဖြစ်မလာဖို့မျှော်လင့်ခဲ့တဲ့ကိစ္စတစ်ခုကိုကြုံလိုက်ရတာဖြစ်ကြောင်းဒီမိုကရက်တစ်ဖြစ်ဖြစ်ရီပဘလီကန်ဖြစ်ဖြစ်အမေရိကန်မှာကြော်လို့မရတဲ့စည်းရေးရှိကြောင်းအခုထရန့်ဟာအာနာရှင်စနစ်စီခြေလှမ်းပြင်နေပြီဆိုတာကိုယုံမားနေစရာမလိုတော့ကြောင်းနျူဆန်ကအေးသားခဲ့ပါတယ်ဒါတွေဟာသမ္မတတယောက်ရဲ့လောက်ရမဟုတ်ပဲအာနာရှင်တဦးရဲ့လောက်ရတာဖြစ်တယ်လို့သူကစွပ်စွဲသွားပါတယ်အင်ဖြူတော်မှာ ABC သတင်းထောက်က ညူဆွမ်ကိုဘလို့ပြစ်ချက်မျိုးအတွက်ဖမ်းဆီးချင်တာလဲလို့ထရန့်ကိုမေးတဲ့အခါမှာတမရကသူ့အမြင်မှာတော့အင်မတန်ညံ့ပြင်းတဲ့ဆန်းဆောင်ရည်မျိုးနဲ့အလုတ်လုတ်ရင်းပြည်နယ်အစိုးရကိုဥဆောင်နေတာကတည်းအ धिक ကြတဲ့ရာဇဝတ်မှုကြီးမြောက်နေပြီဖြစ်တယ်လို့ပြန်ဖြေသွားခဲ့ပါတယ်။ဟိုမန်ကိုရန်ကတော့ထရန့်ရဲ့တိုက်တွန်းစကားနဲ့ပတ်သက်လို့လက်ဆောင်ခြင်းနဲ့သဘောထားမျိုးပြသခဲ့ပြီးညူဆွမ်ကိုရော Los Angeles မြို့တော်ဝင်ကာရန်ဘေ့စ်ကိုပါဖန်စီဖို့လလောဆယ်မှာဆွေးနွေးနေတာမျိုးဘာမှမရှိဘူးလို့ပြောကြားထားပါတယ်။ညူဆွမ်ရောဘေ့စ်ပါ အတိုက်ခံဒီမိုကရက်တစ်ပါတီဝင်တွေဖြစ်ကြပါတယ်။မျိုးစွမ်းကတော့ဟိုမန်အနေနဲ့သူ့ကိုတကယ်ပဲဖမ်းချင်တယ်ဆိုရင်သူ့ဘက်မှာရှိနေတယ်ဆိုတာကိုသိထားမှဖြစ်လို့အချိန်မရွေးလာဖမ်းနိုင်တယ်လို့တုံ့ပြန်ထားပါတယ်ရှင်။